ိုတိုင်းတာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာဟာလူကြီးနေရာမှာကြီးတယ်ပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစင်ဆက်လိုက်ပြီးတော့ခြေလိုက်မယ်ငွေကြေးတနမပါပဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးမွေကြေးတနအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကြောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ့လေဆောင်ဥဆောက်ပြီးတော့လှူတယ်များအတွက် အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓံတရဏံကိသမိတ္တမန္တရဏမိမိရဲ့ဘဝကိုဖရာကိုအနန္နဲ့တရားကိုအနန္နဲ့တန်ခါကိုအနန္ဖရာအဆုံးမတိုင်နေပါမယ်တရားတိုင်ကျင့်ပါမယ်တန်ခါတွေကိုလူဒံမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာចောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ် အဲ့ဒီတဲ့မြင်မှချင်းဘာလို့တော့ငါးပါးသီလကိုမကြိုမပေါမပြောင်းမကြားရအောင်တံပိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရရချင်သေးတယ်ဆိုလို့ရှင်မေတ္တာပွားပါမေတ္တာတော့ကဘယ်လောက်ထိအောင်လျှော်စေးပေးထားတော့ဆိုနန္ဒာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါလေနန္ဒာတရှူဆိုတာတဏ္ဍာလေးတွေးထားပြီးတော့ လက်လေးတစ်ချောင်းနဲ့တဏ္ဍာရီကောယူပြီးတော့နာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ္ဆကံလေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းအတာလေးပဲဖြစ်စီတရဝအလုံးအစဉ်ပြေကြပါစေကိုနဲ့ကိုပါဝင်ခြင်းမှာကိုအများပေါ်မှာမုံထီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်းပါပဲဒီမေတ္တာဘာဝနာ ကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံတည်လာတဲ့ပုံမြင့်မြတ်တည်တယ် ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုအစ္ဆရာသင်္ကတမတ္တပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញံသုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာ ဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရဲစဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီးတော့ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့ငါတို့ဒါတွေထားခဲ့ရဟောတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့် ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကတော့ပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောက်တော့ရှိဘူးလေအဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ခြင်တုံတရားနဲ့မကြမကြဘူး ဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်။အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲ။ဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်ဆင်ញစ်တယ်ပေါ့နော်။အကောင်းလုံးထားခဲ့ရမှာဒါတွေတွေးဆင်ញစ်တယ်လို့ထင်ကောင်းတယ်လေ။မဟုတ်ဘူးအတိညာနဲ့ဆင်ញင်သုံးသက်ချည်တာအမှန်အကန်ကိုဆင်ញင်သုံးသက်ချည်ရမယ် ကြည့်လိုက်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတာဒါမှန်မယ်တွေ့တာမှုတွေယော့သွားကိုယ့်ကိုယ်ထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်။အော်ငါတို့ကတခဏပါလားတခဏဆိုတာငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတန်မိုးရှိတာပြောတာနော်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုကိုရှင်းချ တွေ့တာမှုရှင်းချနိုင်မှရှင်းနေကတောကဆိုတာရှင်းချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူးကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုယ်ပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင် တွေ့တာမှုတွေဖြောင်းလိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါလို့ဒီနည်းဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးလို့မြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှင်လေပစ္စည်းဥစ္စာဥစ္စာရှာဝေခြင်းအပုံပြုခြင်းဆိုတဲ့နေရာမှာ ရှာပွေတဲ့အခါမှာလည်းတရားမြတ်တာမှုနဲ့ရှာပွေရအသုံးပြုတဲ့အခါမှာလည်းတံပိုးရှိတဲ့အသုံးပြုလို့အသုံးပြုအောင်မှာဖြစ်တယ်။အဲဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းထွတ်ထွတ်လုပ်အောင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီမှတ်သားနိုင်ထားကြဖို့ပါ။တရားချက်ခင်သူတော်စင်ပြိဋ္ဌာန်ပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာ ပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့သုံးဆွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်တို့တွေပစ္စည်းဥစ္စာကိုရှာဖွေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမှန်ကန်တဲ့အသိဉာဏ်လေးရအောင်ကြိုးစားအထောက်ကြမယ်လို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြည်မာသောလုံးလဝိရိယဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း